စီရီယေကလပ်နာပိုလီအသင်းဟာလီဗာပူးအသင်းမှရုံးကန်နေရတဲ့ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှုဒါဝင်နူနက်စ်ကိုခေါ်ယူဖို့စီစဉ်နေရလို့သိရပါတယ်။ အသက်25နှစ်အရွယ်ရှိတဲ့ဒါဝင်နူနက်စ်ဟာ2023နှစ်ရာသီမှာဘင်ဖီကအတင်းကနေလီဗာပူးအတင်းကိုအရွန်ဂျီအပါဝင်ပေါင်85သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။သူဟာနီပြဟောင်းယာကန်ကလော့လက်ထက်မှာပွဲထွက်ခွင့်ရခဲ့ပေမဲ့လက်ရှိနီပြအာနက်စ်လော့လက်ထက်မှာပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရသူဖြစ်ပါတယ်။ဒါဝင်နူးနက်စ်ဟာအခုရာသီမှာလီဗာပူးအတွက်ပြိုင်ပွဲစုံ45ပွဲပါဝင်ကစားထားပေမဲ့အများစုဟာလူစားဝင်အဖြစ်သာကစားခွင့်ရခဲ့တာဖြစ်ပြီး9-6သာသွင်းယူထားနိုင်ပါသေးတယ်။ဒါကြောင့်ဒီအချိန်လေးကိုဒါဝင်နူးနက်စ်ကိုယ်တိုင်စိတ်ပြတ်နေပြီ ်လာမယ့်နေရာဒီမှာအသင်းကနေထွက်ခွာဖို့အသင်းရှိနေကြောင်းဗြိတိန်မီဒီယာတွေကဖော်ပြနေကြပါတယ်။လက်ရှိမှာ၎င်းကိုခေါ်ယူဖို့ Sorry Pro League ကအဓိကစိတ်ဝင်စားနေပြီးအခုကနာပိုလီအသင်းကပါစိတ်ဝင်စားလာတာဖြစ်ပါတယ်။နာပိုလီအသင်းရဲ့အင်္ဂစားဒါရိုက်တာဖြစ်သူမန်နာဟာဒါဝင်နူနက်စ်ကိုခေါ်ယူဖို့အတွက်လီဗာပူးမြို့ကိုသွားရောက်ပြီးဆွေးနွေးဖို့စီစဉ်လျက်ရှိကြောင်းလည်းအီတလီမီဒီယာတွေကဖော်ပြနေကြပါတယ်။လီဗာပူးသင်းဟာအသင်းနဲ့2028ခုနှစ်အထိစာချုပ်သက်တမ်းရှိနေတဲ့ဒါဝင်နူနက်စ်အတွက် ေါင်တန်း60နဲ့အထက်အလိုရှိနေတယ်လို့သိရပါဗျ။ဒါဝင်နူးနက်စ်ကိုခေါ်ယူဖို့အသက်လက်တီကိုကလည်းစိတ်ဝင်စားနေတယ်လို့သိရပါဗျ။